Okay, action. ကန်ဆယ်မဲ့ပေါ့လို့တဲ့ကျွန်တော်ဒီမှာဖို့ပေးလိုက်တဲ့ဟာလေးပေါ့နော်။အဲကျွန်တော်ဘာလဲဆိုတာအဓိကကြည့်မယ်ဆိုတော့ဘာလေးဖြစ်မှထင်တယ်မသိဘူး။ကျွန်တော်ကတော့လေရင်လက်မှတ်လို့ထင်တယ်ပေါ့နော်။အီရန်နဲ့အစ္စရေးကိုသွားဖို့ခီးစဉ်လက်ပတ်ဖို့လေရင်လက်မှတ်လို့တော့ထင်တယ်။ဟိုင်ဗျောနာ။ဆရာပါကျွန်တော်အဲစာအုပ်ဖတ်ချင်လို့မှားရတာပါနော်။အဲစာပေလမ်းကနေကျွန်တော်မှားရတဲ့စာအုပ်လေးရောက်ပါပြီ။ စာပေလမ်းကနေကျွန်တော်မှာလိုက်တဲ့စာအုပ်လေး2အုပ်ပေါ့နော်အဲစာဖတ်ဝါသနာပါတဲ့သူတွေဆိုရင်ဘယ်စာအုပ်လေးဖတ်သင့်လဲဆိုတော့ကျွန်တော် recommend ပေးသွားမှာဖြစ်ပါတယ်။စာပေလမ်းရဲ့ packaging ပုံစံလေးပါအရှိမသူရေးထားတဲ့စာကတော့လေးလာပါလွတ်လပ်စွာ တွေးခေါ်ပါတဲ့နော်ကြိုက်ပါတယ်။စာပေလမ်းရောက်ပါပြီအခုကျွန်တော်ဖောက်ပြပါမယ်။โอเคโอเคสาวเล่นเอาတော့ยောက်ပြီ ဘယ်စာအုပ်လေးတွေကျွန်တော်ဘာစာအုပ်လေးတွေဖတ်ပြမယ်ထင်လဲကျွန်တော်ဘာစာအုပ်လေးတွေဝယ်ထားတယ်လို့ထင်ပါတယ်မိတ်ဆွေအဲဒီစာအုပ်လေးနှုတ်ပါဘောနော်ဒီစာအုပ်လေးနှုတ်ပါကျွန်တော်အဲအခုလက်ရှိကျွန်တော်အကြိုက်ဆုံးဒါစာအုပ်လေးနှုတ်ကျွန်တော်မှားလိုက်တာဘောနော်ဘယ်အဓိကကဒီစာအုပ်လေးကကြတော့တင်တွေးသလိုတင်ဖြစ်လာတယ်တဲ့နော်တင်တွေးသလိုတင်ဖြစ်လာတယ်ဇဝင်းကျူပြမနာစာရေးပြဆိုတာဘောနော်ဒါလေးရဲ့နောက်တော့ကကြတော့ကျွန်တော်တို့ ဗုဒ္ဓနေကြဘဝနေထိုင်မှုတဲ့เนาะဒီစာအုပ်လေးရဲ့အံဖုံးခန်းကြော်ဝင်ပြီးတော့စာအုပ်စာရေးသားပြုစုတာเนาะအဲဒီစာအုပ်လေးနှုတ်ကိုကျွန်တော်အဓိကဖတ်ဖို့ကျွန်တော်မှားတာဖြစ်ပါတယ်စာဖတ်ဝါသနာပါတဲ့သူတွေဆိုရင်တော့ဒီစာအုပ်လေးနှုတ်ကိုကျွန်တော် recommend ပေးခြင်းပါတယ်စာပေလမ်းကနေပြီးတော့လည်းမှားလို့ရပါတယ်เนาะစာပေလမ်းမှာအခုရောင်းအားအကောင်းဆုံးတလားတလားကျင်ညာပေးတဲ့စာအုပ်တွေရှိပါတယ်အဲ့ဒီအမှာကျွန်တော်ကတော့သူစာအုပ်အမီးပေးတဲ့ဟာလေးတွေပေါ့เนาะအဲ့ဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်ကကြိုက်လို့ ဝယ်ဖြစ်သွားတာပါ။စာဖက်ကလည်းကျွန်တော်ဝါသနာပါတယ်ပေါ့နော်။အဲဒါကြောင့်မလို့ကျွန်တော်လှမ်းပြီးတော့မှားလိုက်တာပေါ့နော်။အဲဒီဗုဒ္ဓနိကြဘဝနေထိုင်မှုအမှုပညာဆိုတဲ့စာအုပ်လေးရဲ့ကျွန်တော်အရှိစာဒီဟာလေးပေါ့နော်။ဒီမှာသူမျက်နှာဖုံးရဲ့ဒီစာလေးကျွန်တော်ကြိုက်ပါတယ်ပေါ့နော်။ဒါစာတော်စာအုပ်တော်မဖတ်သေးဘူးနော်။ဒီရှိစာလေးကိုကျွန်တော်တော်တော်ကြိုက်ပါတယ်ဖတ်ပြပါမယ်ပေါ့နော်။ဘဝမှာလှုပ်တဲ့အရာကိုအခါမလက်အာသွန်ခွန်ဆိုင်လုပ်နေမယ်ဆိုရင်ကြီးပွားချမ်းသာမယ်တဲ့။နောင်တကင်ကင်တောကရှင်းရှင်းနဲ့ စိတ်ဝယ်နှလုံးအေးချမ်းငြိမ်သက်စွာနေနိုင်မယ်တဲ့ဘဝမှာမလုံသင့်တဲ့အရာတွေကျူးလွန်ဖောက်ပြက်မိရင်စိတ်နှလုံးပူပန်ရမယ်တောကတွေနောင်တွေပြရဘွားနဲ့ဘဝကိုဖျက်ဆီးရမယ်တဲ့ဘဝတစ်ခုအဆုံးသတ်တဲ့အခါကိုကျိုးနေမယ်တဲ့နော်ဒီစာပိုင်းလေးကျွန်တော်အဲ့ဒါစာအုပ်အမည်နဲ့ဖတ်ပြတာပါမိတ်ဆွေလည်းစာဖတ်ဝါသနာပါတယ်စာအုပ်တွေကိုကြိုက်ညက်တတ်တယ်ဆိုရင်တော့အာဒီလိုစာအုပ်လေးတွေကျွန်တော်တော့ recommend ပေးခြင်းပါတယ်အခုအတွက်တကယ်ကိုအားလက်ချိန်ပေါ့နော်ကျွန်တော်ဆိုကျွန်တော်ရဲ့ အားလက်တဲ့အချိန်ဒီမှာဆိုကျွန်တော်တခုခုကျွန်တော်လေ့လာရင်လေ့လာတယ်မလေ့လာဘူးဆိုရင်ကျွန်တော်တချင်းလေးနားထောင်လို့ဆိုတော့ဒါမှမဟုတ်စာအုပ်ဖတ်ဖြစ်ပါတယ်အဲ့တော့ကြောင့်မို့လို့အလုံးမဲ့စာအုပ်ဝါသနစာအုပ်ဖတ်ဝါသနပါတူလေးဆိုရင်တော့ဒီစာအုပ်လေးဖတ်ဖို့ကျွန်တော်အကြံပြုတိုက်တွန်းချင်ပါတယ်အလုံးမဲ့ကျေးဇူးတင်ပါတယ် bye bye